အားလုံးမင်္ဂလာပါဒီနေ့ကလည်းအရင်နေ့လိုပဲမိမိရဲ့အင်္ဂလိပ်စကားပြောတိုးတက်အောင်မြင်ဖို့ရန်အတွက်အပြန်အလှန်စကားပြောတဲ့လေ့ကျင့်ခန်းလေးတွေကိုဆက်လက်ပြီးတော့မှလေ့ကျင့်ကြရအောင်အကယ်၍ဒီ channel ကိုဒီအကျိုးရှိတယ်ဆိုလို့ရှင် like and share subscribe လေးလုပ်ပေးထားဖို့မမေ့ပါနဲ့နော်ဆက်လက်ကြရအောင်ခေါင်းစဉ်က a lost button ပျောက်သွားတဲ့ကြယ်တီစလုံး အရာပြောတယ် a button came off my shirt ချက်တိလုံးကငါအိမ်ကြီးကနေပြုတ်ထွက်သွားတယ်ပျောက်သွားတယ်ဘီရပြန်ပြောတယ် what are you going to do မင်းဘာလုပ်မှာလဲအရာပြန်ပြောတယ် first ပထမဆုံးတော့ i have to find the button ငါရှာရမှာပေါ့ကွာအဲ့ချက်တိကိုဘီရပြောတယ် where did you lose it မင်းဘယ်မှာမိခဲ့တယ်လဲဘယ်မှာပျောက်ခဲ့တယ်လဲ i have no idea ငါမသိဘူးက ဒီကပြန်ပြောတယ် abundance hard to find ကျဲဒီရတော့ရှားရခက်တယ် did you look in your pants cuff မင်းရဲ့ဘောင်းဘီအနာအနာသားမှာတယ်ထဲမှာရောကြည့်ခဲ့သလားကြည့်ပြီပြီလား that's a good idea ဒီကပြန်ပြောတယ်ကောင်းလိုက်တဲ့အကြံဉာဏ်ပဲဘီကပြောတယ် i found a button in my pants cuff one time တချိန်တော့ငါရဲ့ဘောင်းဘီအနာသားမှာငါ ကျက်တီတွေးခဲ့ဖူးတယ်တွေးခဲ့တယ်ရှာတွေးခဲ့တယ်เนาะ AI ပြန်ပြောတယ် let me look ငါကြည့်ပြရစီအောင်ကွာ no it's not there အဲ့ဒီမှာမရှိဘူးတဲ့ B ကပြန်ပြောတယ် many shots come with an extra burden အင်းကြီးတော်တော်များများကတော့အပိုကျက်တီလေးတွေပါလေးရှိပါတယ်ပါပါတယ် AI ပြန်ပြောတယ် you are right မေ့မှန်ပါတယ် this one does have an extra button ဒါလေးတခုရှိပါတယ်ကြက်သေးအပိုရှိပါတယ်ဘီရပြန်ပြောတယ် now all you have to do is sew it on အခုမင်းလောက်ရမှာတွေကတော့အဲ့ဒါကိုပြန်ပြီးတော့မှချုပ်ကပ်ထားလိုက်ရမယ်ဟုတ်ပါပြီအခုတခါကဆိုပြမယ်အနောက်ကနေလိုက်ဆိုမယ်နော် a button came off my shirt What are you going to do? First, I have to find the button. Where did you lose it? I have no idea. A button is hard to find. Did you look in your pant cuff? That's a good idea. I found a button in my pant cuff one time. Let me look. No, it's not there. Many shirts come with an extra button. You are right, this one does have an extra button. Now, all you have to do is sew it on. ခုတစ်ခါကကိုယ်တိုင်လေ့ကျင့်ရမယ် <laughs> chain ဖြစ်ပါတယ်ဆရာက A ပြောမယ်သင်က B ပြောမယ်ဖြစ်ပါတယ်စကြအောင် a burden came off my shirt. first i have to find the burden i have no idea that's a good idea let me look no it's not there You are right, this one does have an extra burden. ဟုတ်ပါပြီဒါကဆရာက A ပြောတယ်သင်က B ပြောတယ်အခုတခါကအပြောင်းပြန်ပြန်ပြောမယ်သင်က A ပြောမယ်ဆရာက B ပြန်ပြောမယ် Okay စားလိုက်ကြရအောင် What are you going to do? Where did you lose it? A button is hard to find. Did you look in your pant cuff? I found a button in my pant cuff one time. Many shirts come with an extra button. Now, all you have to do is sew it on. ခုတခါနောက်ထပ်တစ်မျိုးဆက်ပြီးတော့มาလေ့ကျင့်ကြရအောင်အခုတခါဟာကနည်းနည်းလေးတော့ရှင်းပါမယ်เนาะထုံးစံအတိုင်းပါပဲအရင်ဦးဆုံးဝါကြတစ်ခုချင်းကိုအထိပ်ပဲရှင်းလင်းပေးပါမယ်ခေါင်းစဉ်က job interview လုပ်ငန်း interview ပေါ့ AI ပြောတယ် tell me about yourself မင်းအကြောင်းလေးကိုပြောပြပါ I am focused and motivated ငါကတော့အာရုံစူးစိုက်မှုကောင်းတယ် နောက်ပြီးတော့စိတ်အားထက်သန်မှုရှိတယ် I love learning and contributing သင်ယူရတာကိုညင်ရတာတွေငါနဲ့တက်တယ်အဲရပြန်ပြောတယ် why should we hire you မင်းကဘာကြောင့်ငါတို့အလုပ်ခန်းရမှာလဲအလုပ်ခန်းတင်တယ်လဲဘေးကပြန်ဖြေတယ် I am reliable fast to learn and i get a result ငါယုံကြည်လို့ရတယ် နောက်ပြီးတော့ဘယ်လိုဖတ်တာပြန်လို့ရလဲဆိုလို့ရှိရင်အာကိုလို့ရတယ်နောက် first to learn ဆိုတာကလည်းမြန်မြန်လေးလေ့လာရတာလည်းမြန်ဆန်တယ်နောက်ပြီးတော့ I get a result result လည်းထွက်တယ်ပေါ့အကျိုးရလည်းလည်းရှိတယ်ပေါ့သူကလုံးလုံးတယ်ဆိုရင် A ကပြန်ပြောတယ် What are your strength မင်းရဲ့အားသာချက်တွေကဘာတွေလဲ B ကပြန်ပြောတယ် I am organized and always meet that line organizer တာဒီနာမှာစူးစူးစီးစီးအလုပ်လုပ်တယ်နောက်ပြီးတော့ always meet deadline ဆိုတာ meet deadline ဆိုအလုပ်ကိုဒီအချိန်ပြရမယ်ဆိုရင်အဲ့အချိန်ပြအောင်လုပ်တာကို meet deadline လို့ပြောနော်အများတန်းလည်းအလုပ်ပြမြောက်အောင်လုပ်တယ်ပေါ့အေးကပြန်ပြောတယ် what's your great weakness မင်းရဲ့အကြီးဆုံးအားနည်းချက်ကဘာလဲ I used to overthink but now I take action. ငါအတွေးလွန်တတ်တယ်ဒါပေမဲ့အခုကတော့ငါပြင်ဆင်လိုက်ပြီ take action ကြတော့အဲ့နာမှာဒီနာမှာဆိုရင်ပြင်ဆင်လိုက်ပြီပေါ့နော်။အေးရပြန်ပြောတယ် Where did you see yourself in 5 years? မင်းကိုမင်း now ငါနေ့အတွင်းမှာကိုကိုကိုဘယ်လိုမြင်မလဲ။ဘီရပြောတယ် growing learning and leading new projects တိုးတက်တယ်တင်ယူတယ်နောက်ပြီးတော့ project အသစ်တွေကိုဦးဆောင်တယ်ပေါ့သူကသူအဲ့လိုမြင်တယ်။အေးကပြန်ပြေးပြောတယ် why do you want this job မင်းအလုပ်ကိုဘာကြောင့်ဒီအလုပ်ကိုရချင်တာလဲ။ဘေးကပြန်ပြောတယ် it fits my skills and future goals အဲ့ဒါငါရဲ့ကျွမ်းကျင်မှုနဲ့အနာဂတ်ပန်းတိုင်နဲ့ ကိုင်းညီတယ်တင်းလျော်တယ်ဆိုတာ fit ဆိုတာလည်းနာမှာကိုင်းညီတယ်တင်းလျော်တယ်ပေါ့နော်အေးပြန်ပြောတယ် why did you leave your last job မင်းအရင်ကလုပ်ကိုဘာအကြောင်းထွက်ခဲ့တယ်လဲဘီအပြန်ပြောတယ် i want this more challenges and growth ငါတိုးတက်မှုရယ်စိန်ခေါ်မှုတွေရယ်အဲ့ဒါတွေကိုပို့ပြီးတော့မှ ရချင်ခဲ့လို့လိုချင်ခဲ့လို့ပေါ့နော်အေးပြန်မိတယ် How do you handle stress and pressure? stress ကစိတ်ဖိစီးမှု pressure ကလည်းဖိအားအဲစိတ်ဖိစီးမှုနဲ့ဖိအားကိုမင်းဘယ်လိုကင်တွဲမလဲဘယ်လိုကင်တွဲတလဲဘီကပြန်ပြောတယ် I stay calm and focus on solving problem ကျွန်တော်ကတော့ငါကတော့ညင်ညင်လေးနေတယ် and focus on solving problem အာယုံဆိုင်တယ်ပါလို့ဆိုရင်ပြဿနာ ရှင်းဘယ်လိုရှင်းရမလဲဆိုတဲ့အပေါ်မှာဘဲအာယုံစိုက်ပြီးတော့မှငင်ငင်လေးနေကြည့်နေတာပေါ့အေးကပြန်ပြောတယ် are you a team player team player a team player ဆိုတော့သူကအလုပ်လုပ်တာသူများနေနဲ့နော်တယောက်တည်းမဟုတ်ဘဲနဲ့အဲ့ဒါဆိုရင်မင်းသူများနေနဲ့အတူတကွာအလုပ်လိုက်အလုပ်လုပ်သလားအေးဘီကပြန်ပြောတယ် yes i enjoy working with others ဟုတ်ကဲ့ကျွန်တော်ကတော့အခြားသူများတွေနဲ့အလုပ် လို့ရတာကြိုက်တယ်နှစ်သက်တယ်ပြောရှင်တယ်အဲပြောတယ် <laughs> how do you handle criticism criticism ကဝေဖန်တိုက်ခိုက်မှုပေါ့နော်အဲ့ဒါဘယ်လိုကင်တွေ့မလဲ i listen learn and improve myself ငါနားထောင်တယ်သင်ယူတယ်နောက်ပြီးတော့ကိုကိုကိုတိုးတက်အောင်လုပ်တယ်အဲ့ပြန်ပြောမယ် what motivates you မင်းကိုဘာကစိတ်အားထက်သန်လို့တလဲဘီယာပြန်ပြောတယ် growth and progress really drive me တိုးတက်မှုရဲ့ခရီးသွင်းမှု progress ကခရီးသွင်းမှုရဲ့အဲ့ဒါတွေကသူ့ကိုတကယ်ကိုပဲအာစိတ်အားထက်သန်လို့တပေါ့ဒီနားမှာ drive ကမောင်းတာမဟုတ်တော့ဘူးနော်ဒီအပြန်ပြောတယ် Are you willing to relocate relocate ဆိုနေရာပြောင်းပြီးတော့အလုပ်လုပ်တာကိုပြောနော် relocate မဲနေရာပြောင်းပြီးတော့အလုပ်လုပ်နိုင်သလားအလုပ်လုပ်မှာလားအဲ့လိုပြောလို့ရတယ်ဘီရပြန်ပြောမယ် yes i am open to location ဟုတ်ကဲ့ကျွန်တော်ကတော့ဒီနေရာပြောင်းပြီးတော့မှအလုပ်လုပ်တာကိုလက်ခံပါတယ် what are your career goals မင်းရဲ့တမိုးဝမ်းကြောင်း ပန်းနိုင်ကဘာတွေလဲ to grow my skills move forward in my career ငါရဲ့တမူဝန်ကြောင့်မှာငါရဲ့ skill တွေကိုပို့ပြီးတော့မှတိုးတက်အောင်ရှေ့ကိုတိုးအောင် လုပ်ဖို့ဖြစ်ပါတယ်ဟုတ်ပါပြီဒါတချောင်းချင်းရဲ့အတိတ်ပဲကိုရှင်းလင်းပေးတာဖြစ်ပါတယ်အခုတခါကဆရာကအရှိကနဲ့ ပြောပြမယ်ဆိုပြမယ်သင်ကအနောက်ကနေအရင်အဦးဆုံးလိုက်ဆိုပြပါတော့ Tell me about yourself I am focused and motivated I love learning and contributing Why should we hire you I am reliable first to learn and I get results what are your strengths? I'm organized and always meet that line. What's your greatest weakness? I used to overthink, but now I take action. Where do you see yourself in five years? growing, learning, and leading new projects. Why did you want this job? It fits my skill and future goals. Why did you leave your last job? I wanted more challenges and growth. How do you handle stress and pressures? I stay calm and focus on solving problems. Are you a team player? Yes, I enjoy working with others. How do you handle criticism? I listen, learn, and improve myself. What motivates you? Growth and progress really drive me. Are you willing to relocate? Yes, I am open to location whether your career goals. To grow my skills, move forward in my career. 好吧，比库特卡个个人理解没钱的皮巴嘞，价格 A 标吧没，定价 B 标吧没喏。Tell me about yourself. Why should we hire you? What are your strengths? What's your greatest weakness? Where do you see yourself in five years? Why do you want this job? Why did you leave your last job? How do you handle stress and pressure? Are you a team player? How do you handle criticism? What motivates you? Are you willing to relocate? What are your career goals? ခုတစ်ခါကပြောင်းပြန်ပြန်လုပ်မယ်။သင်က A ပြောမယ်၊ဆရာက B ပြောပါမယ်။စကြမယ်။ I'm focused and motivated. I love learning and contributing. I'm reliable, fast to learn, and I get results. I am organized always meet deadlines. I used to overthink, but now I take action. Growing, learning, and leading new projects. It fits my skill and future goals. I wanted more challenges and growth. I still calm and focus on solving problem. Yes, I enjoy working with others. I listen, learn, and improve myself. Growth and progress really drive me. Yes, I'm open to location. to grow my skills move forward in my career ဟုတ်ပါပြီအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေဒီလိုမျိုးသင်ခန်းစာလေးတွေကိုလေ့လာခြင်းတယ်လေ့ကျင့်ခြင်းတယ်ဆိုလို့ချင်းထုံစံအတိုင်းပါပဲဒီ YouTube channel လေးကို subscribe လုပ်ပေးထားဖို့မမေ့ပါနဲ့เนาะ have a happy life see you next time